မင်္ဂလာပါရှင်ကျမရဲ့ခင်သနာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကျမရေးထားတဲ့ Grace Under Pressure ဆိုတဲ့ဖိအားများမှလွတ်မြောက်ခြင်းဆိုတဲ့ဆောင်းပါပေါ့နော်အဲဒီဆောင်းပါအပုတ်40ကိုအပတ်စဉ်ကျမဖတ်ပြမယ်လို့ပြောထားတဲ့အစီအစဉ်လေးဒီတစ်ပတ်တနင်္ဂနွေမှာ ပြန်လဲရောက်ရှိလို့လာပါပြီ။ အဲ့တော့ဒီကျမဖပြမယ်ဒီနေ့အကြောင်းအရာလေးကမောင်နှရီကိုခြံထားပစ်ဆိုဆိုတဲ့အကြောင်းအရာဒါပေမဲ့အဲ့အကြောင်းအရာလေးကိုဟိုဖတ်မပြခင် မောင်နှဆိုတာလေအဲအကြောင်းလေးကျမနည်းနည်းပြောချင်တာပေါ့နော်အဲကျမတို့ကျမနဲ့ရေတူတန်းတူကျမနဲ့နဲ့တက်အသက်မတိမ်မြင်ရှိတဲ့သူတွေဆိုရင် မောင်နှဆိုတဲ့ကတ်တုန်လေးကိုဖတ်ဖို့ကြမထင်နဲ့နော်ကျမငငငယ်ကတော့တိတ်သဘောကြတယ်အဲ့မောင်နှကတ်တုန်ပေါ့နော်သူက အဲကျမတို့ငငယ်တော့ဆိုရင်ရာသီဥတုအေးတယ်ပေါ့နော်အမိုးတင်းဖြစ်ဖြစ်စောင်းတင်းဖြစ်ရာသီဥတုအေးတယ်ဆိုရင်တောင်းတော့ကနေရေမချိုးချင်ကြအောင်ပေါ့ရေချိုးကနေဆိုရင်အမေရလည်းရေချိုးအဲကျမတို့မောင်နှမတွေကလည်းအေးလို့ဟိုဝိတ်ဒီဝိတ်နေရေမချိုးချင်ကြအောင်ပေါ့အဲအဲ့လိုမျိုးလေးဒီဟိုဖြစ်နေတဲ့အခြေအနေမှာပေါ့နော်အမောင်နှမရဲ့ကတ်တွန်တစ်ခွက်လေးကိုကျမတို့မောင်နှမတွေဖတ်လိုက်ရတယ်ပေါ့အဲ့မောင်နှမကသူကသူ့ဦးကြီးရှီကိုအလဲသွားတာပေါ့အလဲသွားတော့သူရေချိုးဖို့လို့သူချမ်းနေတော့မချိုးချင်တော့သူ့ဦးကြီးရအိမ်ပေါ်ကနေပြီးတော့ အမောင်နှရဲ့မင်းရေချိုးတာပထမတစ်ခွက်နှစ်ခွက်ပဲအေးတာပေါ့နော်အနောက်ခွက်တွေဆိုရင်မအေးတော့ပါဘူးလို့ပြောလိုက်တော့မောင်နှသူ့ဦးစကားကိုနားထောင်ပြီးတော့ okay ဆိုပထမတစ်ခွက်ကိုအတိုင်ကြီးရဲ့ခိုင်တဲ့တော့နေဒုတိယတစ်ခွက်ကိုခတ်တဲ့တော့နေအနောက်၃လေးခွက်မြောက်ကြမှသူ့ကိုပေါ်လောင်းလိုက်တော့ ဦးကြီးကလည်းမဟုတ်ဘူးသုံးလေးခွက်လည်းချမ်းတာပဲလို့អော်တယ်ပေါ့တကယ်တကယ်တော့သူဦးကြီးကခန္ဓာကိုယ်ပေါ်ကိုလောင်းတဲ့ပထမတစ်ခွက်နှစ်ခွက်ပဲချမ်းတာပေါ့နော်အဲခန္ဓာကိုယ်နဲ့ရင်နဲ့ထိသွားရင်နောက်ခွက်တွေလည်းမချမ်းပါဘူးလို့ပြောတာကိုမောင်နှာကတော့ဒါဟိုကျွန်တော်အမတ်တရဖြစ်စေတဲ့အသေးသေးလေးတစ်ခုပေါ့နော်အဲမောင်နှာရဲ့ကတ်တွန်လေးတွေကိုကျွန်တော်တို့မောင်နှမတွေစောင့်ဆောင်ဖတ်ကြတယ်သဘောကျလို့သူ့ရဲ့နာဘုံရိုးဘုံကချက်စရာကောင်းတယ်လို့ခံစားခံစားရတယ်ကျွန်တော်တို့မောင်နှမတွေစောင့်ဆောင်ဖတ်ကြတယ်ပေါ့အဲအเจ้าရာလေးကငငယ်တုန်းကတော့ တွေးမိတာပေါ့နော်မောင်နှရဲ့ကတ်တုန်လေးတွေဟာသူ့ရဲ့နှုံမှုအမှုဟာရည်စရာကောင်းတယ်လို့ပဲတွေးမိတာတကယ်တကယ်ကျမအရွယ်တစ်ခုရောက်လာတဲ့အခါစာရင်းများဖြတ်ပြီးတော့အတွေ့အကြုံတွေဖြတ်သန်းအသက်အရွယ်တွေရလာတဲ့အခါကျတော့မှမဟုတ်ဘူးပဲလူဘဝမှာကျမတို့ဖြတ်သန်းနေတဲ့ကကျမတို့မတွေးမိတဲ့အတွေးအလွဲလေးတွေကိုဟိုစင်ကျင်နိုင်အောင် ပေါ့နော်ဒီကတ်တုန်ဆရာကပြခဲ့တာပါလားလို့အသက်ကြီးမှစင်ကျင်မိတဲ့အခါမှာ အရွယ်ရောက်လာလေအတွေ့အကြုံတွေတစ်ခုခုကြုံတွေ့လို့များလာလေကျွန်မမောင်နှာကတ်တုန်လေးတွေကိုပြန်လွှမ်းလေပါပဲဒါလေးကအခုဖတ်ပြမယ်မောင်နှာတွေကိုခြံထားပစ်စိုးဆိုရဲတဲ့ဒီဆောင်းပါလေးရဲ့အပြိုးပေါ့နော်ဒီထဲကမောင်နှာအကြောင်းလေးနဲ့ကျွန်မတွေးမိတာလေးချိတ်ဆက်ပြီးတော့ဟောခြေထားဖြစ်ပါလေဒီတစ်ပတ်တော့ကျွန်မဖတ်ပြတဲ့အစီအစဉ်လေးလောက်ချင်လို့ပေါ့နော်မောင်နှာတွေကိုခြံထားပစ်စိုးကိုငငယ်ကဖတ်ဖို့ခဲ့တဲ့ မောင်နှာဇလန်းတွေကို အရွယ်ရောက်လာမှပို့ပို့သဘောပေါက်ပို့ပို့သဘောကျလာမိတယ်။ကိုဝင်းကျင်မှာမောင်နှရီအများကြီးတွေ့လာရတယ်လို့ကိုတိုင်ကလည်းမောင်နှဖြစ်သွားရတာအခါခါပါပဲ။ဘောလုံးပွဲတစ်ပွဲမှမကြည့်ဘူးခဲ့တဲ့မောင်နှတရမြို့ပေါ်ရောက်တော့ဘောလုံးပွဲဝင်ကြည့်တယ်။ပွဲကြည့်စဉ်ပေါ်ကနေသူများတွေအော်ဟစ်အားပေးနေကြတယ်လို့သူလည်းအပတရအားပေးတာပေါ့။ဟိုလိုကန်လိုက်လေဒီလိုကန်လိုက်လေဒီလိုကန်တာမဟုတ်ဘူးကွာနဲ့မောင်နှအတန်တွေကစုံညံလို့ပေါ့။ ဘယ်ဘက်အတင်းကပဲခိုးသွင်းလိုက်ခိုးသွင်းလိုက်မောင်နှာဟာဒေါသတချင်းနဲ့အပြစ်တင်နေစေပဲစိတ်တူလာတဲ့မောင်နှာတယောက်စင်အောင်မြခင်စင်အောင်ကနေမြခင်ပြင်ပေါ်တောင်ရောက်လာတော့တယ်မောင်နှာကိုသတိထားကြည့်မိနေတဲ့ပွတ်ကြည့်ပြိတ်သက်တယောက်ကမနေနိုင်တော့ပဲခမဘယ်အတင်းကိုအပင်းနေတာလဲလို့မေးလိုက်တယ်မောင်နှာကမေးတဲ့သူကစိတ်ဆိုးပြီးပြန်ဖြေတယ်ဘယ်အတင်းမှာအပင်းနေတာမဟုတ်ဘူးဟိုလူတယောက်တည်းကိုပဲကြောက်စိတ်တူနေတာ သူ့အနာကိုဘောလုံးလျှောက်လာတာတောင်ရှောင်ပြေးနေတယ်စကံကလေးကတခါမှဘောလုံးကိုသူမထီသေးဘူးပြေးလဲပြေးနိုင်ရတာနဲ့ခွင်းထဲကလူတွေအကုန်လုံးဘောလုံးကိုကံဘူးပြီးသွားကြပြီ သူ့တယောက်แท้ပဲကြံ့နေတာမကန်ကျင်လည်းအပြင်ထွက်နေလိုက်ပေါ်တဲ့မောင်နာပြောတာဘသူများလဲလို့ကြည့်လိုက်တော့ဝင်းလေတိုင်လူကြီးဖြစ်နေတယ်တဲ့ငငယ်ကအတွင်းနဲ့ဖက်ခဲတုံးကတော့ရေစရာလို့သာမြင်ခဲ့တယ်အရွယ်ရောက်လာလေမောင်နာရဲ့လူရက်တွေဟာ င်ငန်းစာယူစရာဖြစ်လာရလေပဲ။ကိုတီချာမသိနေတဲ့နေပဲလူပုတ်ကိုရီအကြောင်းကိုစက်ခံစားချက်တစ်ခုတည်းနဲ့အပြစ်တင်ဝေဖန်မိမယ်ကြံတိုင်းငါမောင်နာလားလို့ကိုပါတာကိုပြန်သုံးသက်ကြည့်မိတယ်။ Richard Wilson ရဲ့ဝတ္ထုတပုတ်ကိုဆရာခင်မောင်ညူဘာသာပြန်ထားတာဖတ်ဖူးခဲ့တယ်။ Siren and ဆိုတဲ့လူဆဲတွေကိုအစားထိုးလို့ရတဲ့စေအကြောင်းကိုဝတ္ထုလုပ်ရေးထားတာ အသက်60-80လောက်ရောက်လာရင်လူတွေရဲ့ cells ဟာပြန်မဖြစ်တော့ဘူးဒီ cells တွေကို အစားထိုးပြီး နှစ်ပေါင်းများစွာအသက်ရှည်စေဖို့ဆောင်ရွက်ပေးမယ် serum and ကိုသူတေသနာလို့စမ်းသပ်တွေ့ရှိသူကတော့အင်္ဂါဂျိုသားချက်ဖြစ်နေတယ်ချက်ကကဘာသူအီလင်းနဲ့အိမ်တောင်ကျနေတာတဲ့အင်္ဂါဂျိုသားဖြစ်ပြီးရုပ်ဆိုးလုံးလို့အီလင်းအဖေကသမီးအဖြစ်ကနေစွန့်လွတ်လိုက်တယ်လူရုပ်ဆိုးဆိုရင်လက်ခံပေးလို့ရသေးတယ်တဲ့ ကဘာသားတွေကဂျိုသားတွေကိုတရိတ်ဆန်လေးလောက်တာတတ်မှတ်ပြီးတော့အထင်သေးနေကြတဲ့တကယ်တော့ချက်ဟာပညာတက်ပြီးအင်္ဂါဂျိုသားအင်္ဂါဂျိုမှအများလေးစားခံရတဲ့သူတယောက်ဖြစ်နေတယ်။မွေးကလေးကမျက်စိမမြင်နေတဲ့ဤလင်းကိုချက်က ကုသပေးလိုက်ပြီးတော့အင်္ဂါဂျိုနီးပညာတွေနဲ့ကုသပေးလိုက်တာပေါ့။အဲ့တော့ကဘာသားတွေကအင်္ဂါဂျိုကိုနေချက်အခြေဆိုင်နေကြပါမယ်။အင်္ဂါဂျိုသားတွေရဲ့ထူးခြားတဲ့အရေးသွင်းကြောင်းဘာမှသိမနေကြဘူးတဲ့။ ချက်ကစီရန်အန်လေးလာဖြစ်တာ သူ့မိမဣလင်းကတိုက်တွန်းလို့ပဲဣလင်းကလည်းအင်္ဂါဂျူသားတွေက အသက်ရှည်ကြပြီး ကဘာသားတွေက အသက်တိုကြလို့သူ့ယောက်ျားနဲ့အတူတူ အသက်ရှည်ရှည်နေချင်လို့တဲ့ချက်ကကြွက်တွေကိုစမ်းတတ်တော့အသက်၃ဆလောက်ရှည်သွားတယ်လှင်မြန်ဖက်လက်လာတာတွေ့ရတယ်အောင်မြင်ပြီပေါ့ဣလင်းကသူ့ကိုစမ်းကြည့်ပြီးပြောတော့ချက်ကကြွက်တွေကိုငါကအုံလောက်နဲ့စမ်းတတ်တာ မင်းကြတော့ငါအတင်းလုံးထဲမှာရှိနေတာဘယ်လိုစမ်းသပ်ရမလဲတဲ့ဒီနေရာမှာ စာရေးသူကခပါပါလေးပြောလိုက်တယ်လို့ကိုခံစားရတယ်တရိတ်ဆန်အဆင့်လို့ကဘာချိုသားတွေတတ်မှတ်ထားတယ်သင်္ကာချိုသားတွေကနှလုံးသားစကားပြောတယ်အဲ့ဒီအချိန်မှာကျမတို့ကဘာချိုသားတွေကသူတေသနာလှုပ်ထားတဲ့စိတ်အသက်တွေကိုလူအချင်းချင်းစမ်းသပ်ကြည့်ကြဖို့ဝင်မလေးဖြစ်နေကြဘူးကိုနောက်ဆုံးတော့ချက်ဟာကဘာမှာ သိပ္ပံပညာရှင်တွေကမျိုးရိုးဗီဇတွေကိုစံတက်နေတဲ့ထောက်တာဟိုစင်ကားကိုရွေးချယ်လိုက်တယ်။ဤလင်းကပြုစုထားတဲ့သူတေတီစာတန်းတွေကိုပို့ဖို့ကဘာမြေပြင်ကို လုံးပြန်ရင်နဲ့ဆင်းခဲ့တယ်တဲ့။ပြီးတော့ဒေါက်တာဟိုစင်ကားစီပို့ပေးခဲ့တယ်။ဒေါက်တာဓာခွဲကန်းကလက်ခံရရှိကြောင်းစာရခဲ့တယ်။ဒါပဲတောက်ထက်ဘာတရင်မှမကြားရတော့ဘူး။ဤလင်းကအင်္ကာချိုကိုပြန်လာတယ်ပေါ့။ လာပေါင်းများစွာကုန်လွန်သွားခဲ့တယ်။ဤလင်းကစိတ်ဆိုးတယ်။ဘာတဲ့င်းမှမကြားလို့။ချက်ကဖြောင်းဖြားတယ်။စမ်းသက်ကြည့်ဖို့ဆိုတာအချိန်လိုသေးတယ်ပေါ့။နောက်ထပ်လာပေါင်းများစွာထပ်ဆောင်ကြတယ်။အဖြေကထူးခြားမလာပါဘူး။တရက်မှာတော့ဈာန်နဲ့တစ်ဆောင်မှာတည်င်းပါလာတယ်။အသက်ရှည်စေတွေ့ပြီတဲ့။စာတန်းကိုတင်ပြသူကဒေါက်တာဟိုစင်ကဖြစ်နေတယ်။ဒီတော့ဤလင်းပောက်ကွဲပြီ။သူတို့ခိုးသွားကြပြီ။ကဘာသားတွေဆိုတာအကျင့်ကောင်းကြတာမဟုတ်ဘူး။ ို့အတိဆုံးပဲလေတဲ့ချက်ကတော့သိပ္ပံပညာမှာဒီလိုတူတာတွေအများကြီးရှိနိုင်တယ်မင်းကောက်ချက်ချတာမစောလုံးဘူးလားတဲ့နောက်အတန်လွင့်ဒါတွေထဲမှာဒီเจ้าတွေစက်တိုက်ပါလာတယ်သိပ္ပံပညာရှင်ဒေါက်တာဟိုစင်ကကိုယ်တိုင်ကျင်ညာလာပြီအသက်ရှည်စေးတွေ့ပါပြီသူဟာဒီဆေးကိုအိုမင်းမစွမ်းဖြစ်နေတဲ့လူနာတွေကို16လတိုင်တိုင်စမ်းသပ်ကြည့်ခဲ့တယ်သူတို့ဆဲစ်တွေပြန်လဲတိုးပွားလာတယ်တက်ကြွထက်လန့်နေကြပြီးခံမှန်းချက်ရနောက်ထပ် 25နှစ်မအိုမနာပဲအသက်ရှင်ရှင်နေသွားနိုင်မယ်လို့မျှော်လင့်ချက်တွေရကြောင်းရှင်းလင်းပြောပြတယ်။လူမှုစီကို မကြမီဖြန့်ဝေနိုင်မှာဖြစ်ကြောင်းလည်းထုတ်ဖော်ပြောသွားတယ်။ချက်ကတော့အဓိကကကဘာသားတွေစီရန်အန်ကိုရသွားဖို့ပါပဲ။သူတို့အစဉ်ပြေသွားရင်ရပြီ။ဘယ်ကနေရတယ်ဆိုတာအရေးမပါပါဘူးတဲ့။ဒီတော့အီလင်းကရှင်းလင်းမပြောနဲ့။ဘယ်ကရတယ်ဆိုတာအရေးကြီးတယ်။မျိုးရိုးစင်ဆက်မှာဒါတွေအရေးကြီးတာပဲ။ ကဘာသားတွေကောက်ကြတာကျမသိတယ်ကျမကဘာကဖတ်ခဲ့တာကောင်းတယ်သူတို့လိုမျိုးမဖြစ်ချင်ဘူးတဲ့ကဘာမီပါဒီဆေးဟာနာမည်ကျော်အောင်မြင်လာတယ်ဒီဆေးကိုဘသူတွေကိုဦးစားပေးတင်လဲဆိုတဲ့အခြေအတင်တွေတောင်ဖြစ်လာတယ်ဘသူတွေကိုဦးစားပေးမလဲနိုင်ငံကောင်းဆောင်နေလားတသနာပညာရှင်တွေနဲ့အခြားပညာရှင်တွေလားအမှုပညာသမားတွေကလောကကိုအကျိုးပြုတယ်ဒါဆိုရင်သူတွေကိုအရင်ရွေးချယ်မလဲ ကြီးဆရာလားကြပြာဆရာလားစာရေးဆရာတွေကိုလားအသူတွေကိုအသက်ရှည်စေအရင်ပေးတင်တယ်လေပေါ့ကြားနေရသမျှသတင်းတွေပေါ်မှာဣလင်းဟာဒေါသဖြစ်တယ်။သူဖြစ်တိုင်းလဲချက်ကိုတော့တော့ပြီးပြောပြတယ်။ကြားရပန်များလာတော့ချက်ကိုတိုင်းဟာစိတ်ဆိုင်လာတယ်။သူတေသနာအစ်စ်တွေမစမ်းတတ်နိုင်တော့ဘူး။ဣလင်းရဲ့စကားတွေနောက်ခန်းစားချက်တွေပါလာတယ် နိုဘယ်ဆုရွေးချယ်ရေးကော်မတီကနေပြီးတော့ဒေါက်တာဟိုစင်ဃာကိုဆေးပညာဆိုင်ရာနိုဘယ်ဆုချီးမြှင့်ဖို့ရွေးချယ်လိုက်ကြတယ်။အင်္ဂါဂျိုဘောမှာအီလင်းတယောက်ကတော့ကျမယောက်ျားစီကခိုးယူသွားတဲ့အတွက်ဆုပေးတယ်ပေါ့ဆိုပြီးအယူတယောက်ကိုအော်ဟစ်နေတယ်။ချက်ကတော့ပြုံးနေတယ်။ဒီလိုသူတို့သာတကယ်လုပ်တယ်ဆိုရင် သူတို့ဟာကလေးအဆင်မဲမလို့ခွင့်လွတ်ပါတယ်တဲ့။နိုဘယ်ဆုပေးပွဲအခမ်းအနားကျင်းပပုံတွေကိုရေဒီယိုကနေလာနေတယ်။အင်္ဂါချိုကလည်း ဂျက်တိုလင်များကနားထောင်နေကြတဲ့။ဆုလက်ခံတဲ့အချိန်မှာဒေါက်တာဟိုစင်ကာက ပြောတယ်။လွန်ခဲ့တဲ့နှစ်တရာလောက်ကသူ့အဖိုးလက်ထက်မှာအဖိုးကလည်းဆရာဝန်ပဲတဲ့။ဘာလင်မှာစေကန်းဖွင့်တာကုသတာနဲ့အလုလုတာအမတန်တော်တယ်။ဒါပေမဲ့မအောင်မြင်ဘူး။ဘာလို့လဲဆိုတော့ဂျူးလူမျိုးတွေဖြစ်နေလို့တဲ့။ဂျူးတွေကိုဂျာမန်တွေကမုန်းချလိုပါတယ်။လွန်ခဲ့တဲ့နှစ်20ကျော်လောက်ကလူငယ်ဆရာဝန်လေးတယောက်အင်္ဂလန်ကိုရောက်လာတယ်။အမတန်တော်တဲ့စိတ်ပညာနဲ့ဘွဲရတယ် သူ့ဆေးကုတော့လေဘယ်သူမှလက်မခံကြဘူးတဲ့စုံးစရာဝင်လို့ထင်ကြတယ်ဘာကြောင့်လဲလူမဲဖြစ်နေလို့ပါတဲ့လူတွေဟာအစွဲလန်းကြီးကြတယ်အစွဲကြီးကြတယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကကျွန်တော်စီကိုစာတန်းအပြည့်အစုံနဲ့အထောက်တထောက်ရောက်လာတယ်ဒါကိုကျွန်တော်စမ်းသပ်ကြည့်တယ်သူပြောတဲ့အတိုင်းပဲမှန်ကန်နေပါတယ်အခုလူတွေပြောနေတဲ့ serum and ဆိုတဲ့အသက်ရှည်ဆေးပါပဲရှေ့ကနမူနာတွေရှိထားတော့ဒီအကြောင်းကိုကျွန်တော်လျှို့ဝှက်ပေးထားတယ် လူတွေကသူတို့ကို အထင်သေးစားလို့မယုံနေကြလို့ပါပဲအခုဒီနိုဘယ်ဆုဟာအင်္ဂါဂျိုတာဒေါက်တာဂျက်မာလိုရတာပါကျွန်တော်ကဂျက်ကိုစားလက်ခံပေးတာပါတယ်ဒီဝတ္ထုလေးမှာကိုခံစားရမိပြီးရတဲ့အပိုင်းမျိုးကိုပဲစာချောင်းပြောပြတာပါအချောင်းရတွေကို ဆုံးကန်းတိုင်အောင်မဆောင်စားမတုံးတတ်နိုင်မဲအလွယ်တကူကောက်ချက်ဆွဲတတ်သူတွေအနားမှာနေမိရင်ဒါမှမဟုတ် အပေါင်းအပါဖြစ်မိရင်ကိုပါ ရောက်ရက်ခတ်မိသွားတတ်တာပါပဲကဘာသားမှန်ရင်အပြစ်တင်စောတာအစင်လာများလားလို့ကိုတွေးမိနေတာပါပဲကွင်းလန်ထိုင်းကိုတစ်ချိန်လုံးစိတ်တူနေတဲ့မောင်နာလိုလူတွေကိုတိုင်းသူတေတီမဟုတ်ပါပဲဆွေဆွေခုံပြနေတဲ့ဤလင်းလိုလူတွေပေါ့ခီးရှည်တစ်ခုကိုအောင်မြင်အောင်သွားကျင်ရင်တော့ဂျိုင်းတွေတိုင်းဖာသေးလို့မဖြစ်ခြုံတွေတိုင်းလဲရှင်းနေရရင်ခยีတွင်ဖမလားဖာသေးလို့မရတဲ့ဂျိုင်းတွေ သူ့လိုလိုတည်သွားမဲ့ခြုံနေအတွက်တော့ခยีမဖင့်ပြရစေနဲ့ရှောက်ရမယ်လမ်းပေါ်ရောက်နေကြပြီလေမောင်နှရေကြောင့်အာယုံများနေရင်ဘောလုံးခွဲအရသာပြက်လာပါတယ်ကျွန်မရဲ့ခုဖက်ပြတဲ့အစီအစဉ်လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်တဲ့ကျေးဇူးတင်ရရင်ကျွန်မရဲ့ YouTube လေးကို like and share and subscribe လုပ်ပေးရင်ပိုပြီးကျေးဇူးတင်ပါတယ် နောက်ပတ်တင်မှာလည်းတနင်္ဂနွေနေ့တိုင်းမှာဘယ်အဆီဇင်နဲ့ဘယ်လိုဖတ်ပြမယ်ဆိုတာကိုစောင့်စားရင်းနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။